စစ်ရသဘောတိုင်သူတပြန်ကိုတပြန်ဖြစ်ရတတ်တဲ့တခြားအကြောင်းတွေလည်းရှိပေမဲ့ကျင်းမြောင်းတဲ့လူမျိုးရေးဝါဒရဲ့အခန်းကဏ္ဍကတော့တော်တော်နေရာယူနေပါတယ်ကျင်းမြောင်းတဲ့လူမျိုးရေးအများတော်လည်းရဲ့အတွက်အလွန်ကြီးမားတဲ့အဟံတာဖြစ်ပါတယ်ဒီအချက်ကိုမပြောအပ်တဲ့အရာတစ်ခုလို့ကိုယ့်ပတ်ရှောင်တိန်ပြီးတော့ပိဋကအကြိုက်အချိုစကားလေးတွေကြီးပဲရှာပြောနေတာတွေဟာပြည်သူလူထုအတွက်တော်လည်းရဲ့အတွက်အကျိုးမရှိပါဘူး ြင်းမြောင်းတဲ့လူမျိုးရေးအမြင်ရှိတတ်တယ်ဆိုတာကိုတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်ကြီးတွေကအစအသိကြပါတယ်။မကြာခဏလဲထုတ်ပြောထောက်ပြောဝေဖန်ကြပါတယ်။နှွေးဥတော်လည်းဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဗမာလူမျိုးကြီးဝါဒအကြောင်းကိုပဲပဲနဲ့နဲ့ပြောဆိုကြသူတွေတိတ်များပါတယ်။လက်ခုတ်တန်တွေလည်းကြားပါတယ်။လက်ခုတ်တန်တွေရတော့မဆားရဝါကမန်းထက်ခါထက်ခါပြောကြပါတယ်။ဒါပေမဲ့ပြောရင်ပြောရင်နဲ့ကြင်းမြောင်းတဲ့လူမျိုးရေးအမြင်ကိုတွေးထိုးလှုံ့ဆော်ပေးတယ်လို့ဖြစ်လာတာကတော့ ဆိုရတယ်ဗမာလူမျိုးကြီးဝါဒဆိုတာကတော့လူများကသဘောပေါက်နေကြပါပြီတခြားလူမျိုးဆိုရင်တိမ်နဲ့လောက်ရလို့အကြံဉာဏ်ပြောလို့ရပါတယ်လူမျိုးစုတွေကနေပြီးတော့တမရဝန်ကြီးချုပ်အဆရှိတဲ့ထိတ်တန်းယာဒူးတွေကိုမရအောင်တားမြစ်ထားတာမပေးချင်တာစစ်တပ်ရဲ့ထိတ်တန်းယာဒူးကြီးတွေကိုမပေးချင်တာအစိုးရရုံးတွေမှာတောင်မှညှို့မှုညွန်ချုပ်ယာဒူးတွေကိုမပေးချင်တာလူမျိုးစုနယ်မြေတွေမှာတတ်တာဖြတ်တာမိရှို့တာမရင်းချင်တာတွေအဲ့ဒါတွေကိုပြောတာပါ ဗမာလူမျိုးရေးဝါဒကိုလက်တွေ့ကျင့်သုံးနေတာဟာတာမန်ဗမာပြည်သူတွေမဟုတ်ဘဲဆက်အာဏာရှင်တွေကသာကျင့်သုံးနေတာဆိုတဲ့အချက်ကိုလေးလေးနက်နက်သဘောပေါက်ကြဖို့လိုပါတယ်။အရင်ဗီဒီယိုတစ်ခုထဲမှာလည်းအဲ့ဒီအကြောင်းကိုကျွန်တော်ပြောခဲ့ပြီးပြီမို့ဒီနေရာမှာအကြက်ချက်ပြီးတော့မပြောတော့ပါဘူး။ကျွန်တော်မှလူမျိုးဆွဲမရှိပါဘူး။ကမ္ဘာမှာရှိတဲ့လူမျိုးအလုံးကိုညီကိုမောင်နှမလူမျိုးသဘောထားပါတယ်။ကိုကိုကိုဘာလူမျိုးရဲ့လို့လဲသတ်မှတ်ခံယူထားတာမရှိပါဘူး။ကျွန်တော်မှဘာသာဆွဲမရှိပါဘူး။ဘာသာအလုံးရဲ့ဖရားတွေကို မျက်နှာတံမိုးထားပါတယ်ကျွန်တော်မှနိုင်ငံဆွဲမရှိပါဘူးဒီကဘာကြီးတစ်ခုလုံးကိုကျွန်တော်တို့ကဘာပြည်သူပြည်သားတွေအားလုံးကညီလူညီမျှပိုင်ဆိုင်တယ်လို့ပဲသဘောထားပါတယ်ဒီအကြောင်းတွေကိုဘာလို့ပြောနေသလဲဆိုတော့ဗမာလူမျိုးကြီးဝါဒကအန်ဒီရဲ့ကြီးတယ်လို့ကျင်းမြောင်းတဲ့လူမျိုးကြီးဝါဒကလည်းအလားတူအန်ဒီရဲ့ရှိတယ်ဆိုတာကိုထောက်ပြချင်လို့ပါနှမျိုးစလုံးဟာလူမျိုးကြီးအမြင်ပေါ်မှာအခြေခံပါတယ်အာနာသိမ့်ပြည်နောက်မှာလူမျိုးစုလူမျိုးငယ်တွေနဲ့သွေးစည်းညီညွတ်မှုရအောင် ဗမာလူမျိုးကြီးဘွာရဲ့အပြစ်တွေကိုထောက်ပြဝေဖန်လာကြပါတယ်ဆန့်ကျင်ရှုတ်ချလာကြပါတယ်ဒါကကောင်းတဲ့ကိစ္စပါဒါပေမဲ့လူနည်းစုတွေရဲ့အကြိုက်ကိုလိုက်ရင်လိုက်ရင်ကနေပြီးတော့ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ကိုရှေ့တန်းတင်တဲ့အထိတွန့်ပို့လာတာကတော့တမင်များကြောက်ချနေကြလားလို့တောင်မှထင်ရပါတယ်ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ဆိုတာကကိုယ့်လူမျိုးကောင်းစားရေးတစ်ခုတည်းကိုပဲကြည့်ပြီးတခြားသူတွေဘာပဲဖြစ်ဖြစ်လို့သဘောထားတဲ့အမြင်ပါ ကိုယ့်လူမျိုးကလွဲပြီးတော့တခြားလူမျိုးကိုမကောင်းထင်ရန်ရှာတတ်တဲ့အမြင်မျိုးပါတကယ်တော့လူမျိုးကြီးဝါဒနဲ့ကြင်မြောင်းတဲ့လူမျိုးကြီးဝါဒဟာအခြေခံအဖြစ်တွေ့နေပါတယ်ဘယ်လူမျိုးတဲမှာပဲဖြစ်တွေ့ရတတ်ပါတယ်လူမျိုးစုလူမျိုးကြီးဆိုတဲ့အထက်မှာတောင်မှကိုယ့်ရွာကိုယ့်ဒေသကိုယ့်မြို့နယ်ကောင်းကျိုးတစ်ခုတည်းကိုပဲကွက်ကွက်ကလေးကြီးတဲ့ဝါဒမျိုးကိုတွေ့ရတတ်ပါတယ်ဒါလည်းကြင်မြောင်းတဲ့လူမျိုးကြီးဝါဒပါပဲအခု TNL တအန်းပလောင်တိမ့်ပိုက်ထားတဲ့မြို့တွေနယ်တွေကိုစစ်ကောင်စီက ြန်သိမ့်နေနိုင်တာဟာကျန်တဲ့လက်နက်ကင်တော်လိုင်းရဲ့အဖွဲ့တွေအားလုံးလိုလိုကပလောင်ကုန်ဥပစ်ခါပြုတ်ပစ်ထားရုံသာမကစစ်ကောင်စီဘက်ကနေတောင်မှအားပေးအောင်မြောက်လုပ်တဲ့လောက်ရတချို့ကြောင့်ဆစ်ရှုံနေတာပါတင်းတုံညာနှစ်ခွန်ဆစ်စင်ရေးဘာကြောင့်အောင်မြင်ခဲ့တယ်လဲကိုကပလောင်ရခိုင်တို့စူးစီးညီညွတ်မှုတိတ်အားကောင်းပြီးတော့နေစနစ်ကောင်းကောင်းပြူဟာကောင်းကောင်းနဲ့တိုက်နိုင်ခဲ့လို့အောင်မြင်ခဲ့တာပါ drone နဲ့နည်းပညာရဲ့အခန်းကဏ္ဍကလည်းရေးပါပါတယ်။ဒါပေမဲ့စူပေါင်းစစ်စင်ရင်ဆင်ရဲနိုင်ငံချင်းကတော့အလွန်အရေးပါတဲ့အချက်တစ်ချက်ဖြစ်ခဲ့ပါတယ်။အခုပလောင်ကိုစစ်ကောင်စီကအထူးကြံဖြစ်အောင်နိုင်ငံရေးအရာခွဲထုတ်ပြီးတော့ထိုးစစ်ဆင်နေပါတယ်။ကိုကမှာကသူ့အနာနဲ့သူဆိုတော့ဘေးကထိုင်ကြည့်နေပါတယ်။ရခိုင်ကသူ့နယ်မြေမှာသူ့ယူဟာနဲ့သူအလုံများနေပါတယ်။အဲ့လိုအခြေမျိုးမှာစစ်တပ်ဟာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့နေမြေတွေကိုအုံပြပြီးတော့ပလောင်ကိုထိုးစစ်ဆင်ခဲ့ပါတယ်။ဒါကိုပလောင်ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကတီဘောမျိုးကိုလက်လွတ်ရတဲ့ပြီးခဲ့တဲ့သတင်းပတ်ထဲမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ SSPB ကတော့လွေးရည်ဦးပြောတာမဟုတ်ပါဘူးလို့စာထုတ်ပြန်ခဲ့ပါတယ်။ဒါဟာလွေးရည်ဦးကလောက်ကျန်သတင်းဖြန့်တာပဲလို့ပြောခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာ SSPB နေမြေတွေကိုစစ်ကောင်စီစစ်တပ်ကအုံပြသွားတာဟာအမှန်ပါပဲ။အဲ့ဒါကို SSPB က စစ်ကောင်စီစစ်တပ်ကိုဘာမှမလုပ်ဖက်နဲ့ထိုင်ကြည့်နေခဲ့တာဟာလည်းအမှန်ပါပဲ SSPP ကြီးညာချက်ထဲမှာပါတဲ့စာသားတချို့ကိုပဲထောက်ပြချင်ပါတယ်။နောက်ချိုကြောင်မဲ့တီဘောတိုက်ပွဲများကြားတွင် SSPP SSAT မြည်တိဘက်မှဝင်ရောက်ဆက်ဖက်ခြင်းမရှိလို့ရေးထားပါတယ်။အဲ့ဒါဟာ keywords တွေပါပဲ။တော့ချက်စကလုံးတွေပါ။စစ်ကောင်စီကသူ့နယ်မြေတဲကို ဖြတ်ဝင်လာတယ်သူ့နယ်ကိုခြေကုပ်ယူပြီးတော့ပလောင်ကိုတိုက်တယ်အဲ့ဒါကိုဘယ်ဘက်ကမှဝင်ရောက်မဆွတ်ဖက်ဖဲ SSPP ရှမ်းမြောက်ကလက်ပိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒါဟာစေအုပ်စုကိုမကူညီဘူးလို့ဆိုတော့ညာလဲကူညီလိုက်တာနဲ့ဘာမှမချပါဘူးဒါကိုမနေ့ကမှတနက်ကင်နဲ့အောက်ခြေစစ်သားတောင်မှသဘောပေါက်နိုင်ပါတယ် SSPP ကဘာကြောင့်အဲ့ဒါလို့လုပ်ပါတယ်ပလောင်ဩဇာကြီးမားလာတာကိုမကြိုက်လို့လုပ်တာပါ ပလောင်ရှုံးပြီးတော့စစ်ကောင်စီနိုင်သွားတာကိုမြင်ကျင်းလို့လက်ပိုက်ကြည့်နေတာပါအဲ့ဒီဝီယောဒီဟာတစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်ကလေးကရှိခဲ့ပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးအောင်မြင်ချိန်မှာပလောင်ဟာအရှင်ဟုန်ကြီးမားစွာနဲ့ရှမ်းမြောက်ကိုမုံတိုင်းတစ်ခုလိုတိုက်ခတ်သွားခဲ့ပါတယ်အဲ့လိုတိုက်ခတ်သွားချိန်မှာစစ်ကောင်စီနဲ့ထိတ်တိုက်တွေ့တဲ့နေရာတချို့ဟာ SSPP စုမုတ်ထားတဲ့နေရာတွေပါ SSPP အရင်စုမုတ်ထားတဲ့နေရာတွေကိုစစ်ကောင်စီကဝင်လာတဲ့အခါမှာ SSPP ကခံမချပဲနောက်ဆုံးရှောင်းတိတ်နေခဲ့ပါတယ်။အဲ့လိုရှောင်းတိတ်သွားတဲ့နေရာတွေကိုပလောင်ကဝင်ရောက်တိုက်ခတ်တိမ့်ပိုက်ခဲ့ပါတယ်။နောက်မှစစ်ကောင်စီစစ်ရှုံးထွက်ပြေးရတဲ့အချိန်ကျအဲ့ဒီနေရာတွေကိုပြန်ပေးဖို့ SSPP ကပြန်တောင်းပါတယ်။ပလောင်ကပြန်မပေးပါဘူး။အဲ့ဒါတွေဟာဝီယော်ဒီအဖြစ်ကနေပြိပခအသွင်ထိရောက်လာပါတယ်။အခုအဲ့ဒါကြောင့်ပလောင်တွေနှိမ်ပါလာတဲ့အချိန်မှာစစ်ကောင်စီ ဝင်ဖို့လမ်းကြောင်းကို SSPP ကဟပ်ပေးလိုက်တာပါ။ ဒီဒေါ်လာရေးကာလတစ်ချက်လုံးမှာရှမ်းမြောက်ရှမ်းတောင်တို့ဟာတနက်တစ်ချက်မဖောက်ခဲ့ပါဘူးရှမ်းနိုင်ငံရေးသမားတွေအားလုံးလူလူဟာဒီလောက်အခွင့်ကောင်းကြီးကြုံနေချိန်မှာဆရာနာရှင် ပြုတ်ကြရေးကိုတစ်ချက်ကလေးတောင်ဝိုင်းတွန်းဖို့မရခဲ့ကြပါဘူးသူတို့ဟာရှမ်းပြည်နယ်တွေက တခြားညီနောင်တိုင်းရင်းသားတွေဖြစ်ကြတဲ့ကိုကန့်ပလောင်ဝါတို့ဩဇာကြီးတဲ့ကြီးလာနေတာကိုပဲရင်တမမနဲ့ကြည့်နေကြပြီတော့ဆရာနာရှင်လုံးသမ ्या ကိုတော့လက်ပိုက်ကြည့်နေကြပါတယ် ်ဆက်အာနာရှင်ကိုမတိုက်ဖဲတနတ်ကိုတင်းတင်းဆုပ်ထားကြပါလေငါနေမြေတော့လာမထိနဲ့လို့ပဲအော်နေကြပါလေအဲ့ဒီမှာကျင်းမြောင်းတဲ့လူမျိုးရေးအမျိုးကိုကျွန်တော်တို့မြင်နေရပါပြီရှမ်းမြောက်ရှမ်းတောင်အဖွဲ့တွေရဲ့တကူကောင်းဆံမှုကိုမပြောမဖြစ်ပြောရမှာပါပဲဒါပေမဲ့ရှမ်းမြောက်ရှမ်းတောင်ကြီးပဲအပြစ်ပြောရမှာမဟုတ်ပါဘူးအားလုံးဟာကိုယ်တကူစာကောင်းစားရေးကိုပဲရှည်ရန်တင်ခဲ့ကြပါလေပလောင်ကလည်းသူ့နယ်မြေတိုးချဲ့နိုင်ရေးကိုကန်းကလည်းသူ့နယ်မြေတိုးချဲ့နိုင်ရေးကိုဦးစားပေးရှည်ရန်တင်ခဲ့ကြပါလေ ဝါခါဆိုရင်သူ့ဩဇာတိုးချက်နိုင်ရဲ့အတွက်စစ်ကောင်စီကိုတောင်းပြေးဖက်လိုက်လက်ဆွဲနှုတ်ဆက်လိုက်လုပ်နေပါသေးတယ်။ကချင်ကလည်းရှမ်းပြည်ထဲမှာ substate ရာရေးအကြောင်းပြုပြီးတော့ပလောင်နဲ့ထိုးကြရန်ဖြစ်ကြခဏခဏပါပဲ။ဒါတွေကိုကြည့်ပြီးတော့အားလုံးကိုမညာမတာဝေဖန်ရရင်သူတို့ဟာကိုယ့်အချင်းချင်းညီအကိုတွေမောင်နှမတွေလို့သဘောမထားနိုင်ကြပဲနဲ့လင်လူဘက်တွေလို့သဘောထားပြီးတော့တယောက်နဲ့တယောက်ရန်ဆောင်နေကြပါတယ်။ငါလင်ကို သူလူသွားမလားဆိုပြီးတော့မျက်စိထောက်ထောက်ကြည့်နေခဲ့ကြပါတယ်။သူတို့မရရင်ပြီးတော့စစ်ကောင်စီရချင်တယ်ရသွားပါစေဆိုတဲ့အဆင့်ထိစိတ်ထားတွေကဆိုးလာပါတယ်။ဒါတွေဟာကျင်းမြောင်းတဲ့လူမျိုးရေးစိတ်ဓာတ်တွေပါ။ငါတကူကောင်းရင်ပြီးတော့ကြံတဲ့ကောင်တွေဘာဖြစ်ဖြစ်ဆိုတဲ့အထိဖြစ်လာပါတယ်။စိတ်ထားလေးတစ်ဖြက်ကိုအဲ့လိုမြင်လာနေရပါတယ်။ကျွန်တော်တို့တိုင်းပြည်ဟာလူမျိုးပေါင်းစုံစုဝေးနေထိုင်တဲ့တိုင်းပြည်ဖြစ်ပါတယ်။ဒါထူးခြားချက်ပါ။လူမျိုးပေါင်းစုံပြည်သူလူထုကြီးအကုန်မလွတ်မြောက်ပဲလူမျိုးတစ်မျိုးတည်းလွတ်မြောက်မှုဆိုတာ မဖြစ်နိုင်ပါဘူးဖြစ်နေရင်လည်းအဲ့ဒါဟာယာယီပါပဲစစ်ကောင်စီနလန်ထလာလို့ရှိရင်ဘဲကောင်ကောင်မှချမ်းသာပေးမှာမဟုတ်ပါဘူး UWSA ဝတ်ပပကိုလည်းစစ်ကောင်စီကမျက်မုံးကျိုးနေတာကြားပါပြီဖြိုရှင်နေတာကြားပါပြီအခုလောလောဆယ်ထွက်လာတဲ့အတန်တွေကိုပဲနားထောင်ကြည့်ပါကြက်ဖွတ်ဘူးလက်လှရွှေကဝါတွေကိုသူတို့တမုံစော်ထားတာဝါတွေကကြောက်လို့အခုစစ်ပွဲမှာဝင်ပွားပါရဲတာလို့ပြောသွားပါပြီယာပြေးကလည်း UWSA ပြည်နယ်လူချင်းလို့ရှိရင်ရွေးကောက်ပွဲဝင်လို့ရာဇသံပေးထားပြပါပြီ။ဒါကိုတောင်မှသဘောမပေါက်သေးရင်အမိုက်နစ်အပြင်ရှိလိမ့်လေလားလို့ပြောရမှာပါပဲ။ဝါကတကယ်တော့မသိတာမဟုတ်ပါဘူး။မသိကြအောင်စောင့်နေတာပါ။အသာမှိန်ပြီးဇိမ်ယူနေတာပါ။အဲ့ဒါလို့တကူကောင်းဆန်နေရင်တော့တစ်ချိန်ချိန်မှာခလုတ်တီထိမှအမိတရမယ်ဂိန်ဆိုင်ပါလိမ့်မယ်။ပြည်သူလူထုကြီးကလိုလားနေချိန်မှာပြည်သူလူထုကြီးနဲ့လက်တွဲဖို့အခွင့်ကောင်းအခါကောင်းကြီးပေါ်ထွက်နေပါတယ်။အဲ့ဒီအခွင့်ကောင်းအခါကောင်းကြီးကို လက်မလွတ်မိဖို့အရေးကြီးပါတယ်။ရှမ်းပြည်နယ်ထဲမှာဝါနဲ့ရှမ်းတို့ဟာရက်မိရက်ဖတွေလိုဖြစ်နေပါတယ်။ဝါနဲ့ရှမ်းကဥဆောင်ပြီးတော့ရှမ်းပြည်ညီညွတ်ရေးအတွက်အစွန်းနေကြဖို့တင့်ပါတယ်။အဲ့ဒါဟာတော်လန်ရေးအတွက်အရေးကြီးတဲ့အဆင့်တစ်ဆင့်ပါ။ဖြစ်ဖို့မလွယ်ဘူးလို့လူများကပြောကြလိမ့်မယ်ဆိုတော့ကျွန်တော်သိပါတယ်။ဟုတ်ပါတယ်ဖြစ်ဖို့မလွယ်ပါဘူး။ဒီတဲ့ရှေ့ပိုင်းမှာနိုင်ငံရေးအရှုပ်အထွေးတွေအများကြီးရှိခဲ့ပါတယ်။ဆေးအုပ်စုကဝါကိုဝါတောင်ဝါမြောင်ဆိုပြီးတော့နေစားပယ်စားအပိုင်ပေးတာမျိုးတွေ ဘုံမင်းအွန်လိုင်းကစွပြုတ်တိုက်ခဲ့တာတွေရှိခဲ့ပါတယ်မလွယ်ပါဘူးဒါပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူးနိုင်ငံရေးအသိရှိကြရင်အနေအကိုမြင်နိုင်ကြရင်လုပ်လို့ရပါတယ်ရေတို့အမြင်တနက်စားအမြင်ကိုရှေ့တန်းမတင်ရင်ဖြစ်နိုင်ပါတယ်ဝါရီရှမ်းတွေကရှမ်းပြည်ညီညွတ်ရေးကိုဥဆောင်တင်ပါတယ်ဒါပေမဲ့ဝါရီရှမ်းတွေရဲ့ကိစ္စသက်သက်တယ်မဟုတ်ပါဘူးတနိုင်ငံလုံးကပြည်သူတွေရဲ့အရေးကိစ္စကြီးပါတော်လိုင်းရေးတစ်ခုလုံးရဲ့အရေးကိစ္စကြီးပါဒါကြောင့်တနိုင်ငံလုံးကနိုင်ငံရေးသမားကြီးတွေဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ကြဖို့အသင့်ပါတယ် အခုတော့အဲ့လိုမျိုးကိုယ်အချင်းချင်းညီညွတ်ရေးတိစောက်ရမယ်အစားမြောက်ပြီးတွေးခွဲကြတဲ့သူတွေကများနေပါတယ်လူမျိုးတိုင်းလူမျိုးတိုင်းခွဲထွက်ပြီးတော့တနိုင်ငံစီထူထောင်ကြဖို့တောင်းတိုက်တွန်းနေကြတဲ့သူတွေရှိပါတယ်ယူဂိုစလာဗီးယားတို့လောက်ကြပါလားလောက်တောင်းတိုက်တွန်းတဲ့သူတွေရှိပါတယ်ရခိုင်ကလည်းခွဲထွက်ပါလားတဲ့ရှမ်းကလည်းပေါင်းချင်းပေါင်းမယ်ဆိုလို့ရှိရင်ထိုင်းနဲ့ပေါင်းပါလားတဲ့ဒါမှမဟုတ်ကို့ဘာသာခွဲထွက်တဲ့အင်မတန်အမြော်မြင်နေတဲ့ဇကားတွေကိုဖော့ဖော့တီတီကြီးကိုပြောနေကြတာကြားရပါတယ တစုတစည်းတဲ့နေဖို့ပြောရင်အဲ့ဒါကဗမာကြီးစိုးကျွန်တော်ဗမာလက်အောက်မှာအလုံးကိုသွန်းသွင်းကျင်လို့ဆိုပြီးတော့ဆွဆွဲကြပြန်ပါတယ်တစုတစည်းတဲ့နေတာနဲ့ဗမာလက်အောက်ဝင်ရမယ်ဆိုတဲ့အတိတ်ပဲအလိုလိုမထွက်ပါဘူးကချင်ကလည်းတမနာလှုပ်ချင်တော့မှာပဲကရင်ကလည်းတမနာလှုပ်ချင်တော့မှာပဲရှမ်းလည်းတမနာလှုပ်ချင်တော့မှာပဲအဲ့ဒါလိုလှုပ်လို့ရတဲ့စနစ်တစ်ခုပေါ်ထွက်လာဖို့လူမျိုးပေါင်းစုံတာတူညီမျှစနစ်တစ်ခုပေါ်ထွက်လာဖို့လူတိုင်းလူတိုင်းဒန်းတူအခွင့်အရေးရဖို့ပဲအဓိကပါရှမ်းပြည်ချင်းပြည်ရခိုင်ပြည်တွေခွဲထွက်ပြီးတော့တိကျနိုင်ငံထူထောင်ကြလို့ရှိရင် ရှမ်းနိုင်ငံရေးသမားတွေနိုင်ငံရေးကောင်းဆောင်တွေချင်းနိုင်ငံရေးသမားနိုင်ငံရေးကောင်းဆောင်တွေရခိုင်နိုင်ငံရေးသမားတွေအတွက်တော့အကျိုးရှိခြင်းရှိပါလိမ့်မယ်။အောက်ခြေတာမန်ပြည်သူတွေအတွက်ကတော့ဘာမှအကျိုးကျေးဇူးမရှိပါဘူး။ရခိုင်ပြည်ထဲသွားခြင်းလို့ရှိရင်ရခိုင်ဗီဇာလျှောက်ရှမ်းပြည်ထဲသွားခြင်းရင်ရှမ်းဗီဇာလျှောက်အဲ့ဒါလို့လျှောက်နေရမယ်ဆိုလို့ရှိရင်တာမန်အောက်ခြေပြည်သူလူထုအတွက်ကဘာမှအကျိုးမရှိပါဘူး။နိုင်ငံအသေးလေးတွေခွဲထောင်လို့စီးပွားရေးတိုးတက်မလာနိုင်ပါဘူး။အလုံးတင်ကြီးတင်ညွတ်ထဲလွတ်မြောက်ကြမှာလား။ အလုံးအကျိုးရှိမှာပါခွဲထွက်ခွဲထောင်ကြလို့ဗမာဆက်အာနာရှင် လက်အောက်ကလွတ်မြောက်ပြီးတော့လူမျိုးစုအာနာရှင်တွေလက်အောက်ကိုကျသွားခဲ့ရင်ပို့တောင်ခက်ခဲတာမျိုး ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်လူမျိုးစုအစိုးရတွေတက်လာရင်လူမျိုးစုခေါင်းဆောင်တွေတက်လာလို့ရှိရင်သူတို့ကအာနာရှင်မဖြစ်ပါဘူးလို့မုတ်ချအာမခံနိုင်တဲ့အခြေအနေမျိုးမရှိပါဘူးဘာမှပြောလို့မရသေးပါဘူးကောင်းကျင်လည်းကောင်းမယ်ဆိုးကျင်လည်းဆိုးနိုင်ပါတယ် အခုဆိုရင်ဗမာတွေကပဲကောင်းဆောင် ပြီးတော့နိုင်ငံလုံးဆိုင်ရာပါတီထူထောင်နေကြပါတယ်တိုင်းရင်းသားလို့ခေါ်ကြတဲ့လူမျိုးစုတွေကနိုင်ငံလုံးဆိုင်ရာပါတီမထူထောင်နိုင်တာကိုတွေ့မြင်နေရပါတယ်အဲ့ဒါဘာကြောင့်ပါလဲအဲ့ဒါဆေယုစုကတမင်လောက်ထတာဆိုတာကိုရော တွေ့မိကြပါလားဆေယုစုဘက်ကတမင်ဖန်တီးထတာဖြစ်တယ်လို့လူမျိုးစုတွေဘက်ကလည်းတတိုင်းတပြည်လုံးအရေးကိုဥဆောင်နိုင်ဖို့မတွေ့ဘဲနဲ့ငါပြည်နယ်ငါဒေသငါနေရာအတွေးခေါ်လွှမ်းမိုးနေတာကြောင့်လည်းပါပါတယ် စစ်လိုက်တာတောင်မှငါပြည်နေတဲ့ကနေဟိုဘက်ခြေတလန်းထွက်မတိုက်ချင်ဘူးဆိုတော့အတွေးခေါ်မျိုးရှိတဲ့သူကအများစုဖြစ်နေပါတယ်ဒါတွေအားလုံးဟာကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ဖြစ်ပါတယ်ဒီချိန်မှာဒီစကားတွေကိုပြောတဲ့အတွက်မုန်းသူများမယ်ဆဲသူများမယ်အဆက်ခံရမယ်ဆိုတာကိုသိပါတယ်ကိုယ့်ကိုဝေဖန်လာလို့ရှိရင်ဆဲတတ်ကြသူတွေဒီနေ့ဒီချိန်မှာတော်တော်များများရှိပါတယ်ဒါပေမဲ့ပြောတင်ပြောတိုက်တဲ့အချိန်ရောက်လာပြီမို့လို့လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာကိုထောက်ထားပြီးတော့ပြောရပါလိမ့်မယ် လူမျိုးပေါင်းစုံလူငယ်တော်လှန်ရေးသမားတွေရဲ့အသက်ကိုထောက်ထားပြီးတော့ပြောရပါလိမ့်မယ်။ကျင်းမြောင်းတဲ့လူမျိုးရေးစိတ်ဓာတ်ကိုဖျောက်ဖျက်ပြီးတော့စစ်အာဏာရှင်အမြင့်ဖြုတ်ရေးအတွက်အာလုံးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတော့စိတ်ဓာတ်ကိုမွေးနိုင်ကြမှာတော်လှန်ရေးအောင်မြင်ပါမယ်။ဘယ်လူမျိုးမှလူမျိုးတစ်မျိုးတည်းလွတ်မြောက်မှုကိုမရနိုင်ပါဘူး။လူမျိုးတစ်မျိုးတည်းလွတ်မြောက်ရေးကိုတွေးတဲ့သူဟာလူမျိုးတစ်မျိုးချင်းစီပဲအသေးခံမယ်လို့လဲစင်းပေးတာနဲ့အတူတူပဲလို့ပြောချင်ပါတယ်။ ှင်မောင်းတော့ကြမယ်လို့ရှိလို့ရှိဒီလူတွေကပ်ွက်ကြမယ်လို့ရှိလို့ရှိတမောင်းတွေတို့သူမြင်အမှန်ရပြည့်ရင်ဖို့လို့ပြီး